လုပ်ငန်းတစ်ခုထူထောင်တဲ့အခါမှာကြုံတွေ့ရတဲ့အခက်အခဲ၃မျိုး။နံပါတ်၁ငါဒီလုပ်ငန်းကိုလုပ်လို့ဖြစ်မှာဖြစ်ပါမလား။အောင်းမအောင်မြင်မှမလား။ဝယ်တဲ့သူတွေမှရှိပါမလား။ရည်ရှိမှငါလုပ်နိုင်မှမလား။ငါလုပ်ချင်တာနဲ့ဖြစ်လာတာတွေကအစင်မှပြေပါမလားဆိုပြီးတော့မှ တွေးတတ်ပါတယ်။ဒါကိုကျွန်တော်တို့ကပါခေါ်လဲဆိုတော့ success psychology မရှိတာလို့ခေါ်ပါတယ်။အဲ့တော့အောင်မြင်ဖို့အတွက် psychology မရှိနေတာ။ အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုတော့အဲ့ဒီ psychology ကိုကြော်လွှားနိုင်မှသာလေကိုယ့်ရဲ့လုပ်ငန်းကအောင်မြင်မှာပါဒီတော့ကျွန်တော်တို့ကယုံကြည်ဖို့လိုတယ်ကိုယ့်ကိုယ်ကိုယုံကြည်ဖို့လိုတယ်ကိုယ့်ရဲ့ထုတ်ကုန်ပေါ်မှာယုံကြည်ဖို့လိုတယ်ကိုယ့်ရဲ့လုံနိုင်စွမ်းနဲ့အပေါ်မှာယုံကြည်ဖို့လိုတယ်လို့အောင်မြင်ဖို့အတွက် psychology လည်းရှိဖို့လိုပါတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းဘာလုပ်ငန်းမယ်လို့လို့အရင်ဆုံးအောင်မြင်ရမယ်ဆိုတဲ့ psychology နဲ့စတင်ပြီးတော့မှအလုပ်စတာပါ ။နံပါတ်1ခက်ခဲကတော့ကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုကိုလူမသိ။အဲ့တော့လူမသိလို့မဝယ်ကြ။မဝယ်ကြတော့လူမသိဖြစ်ပြီးတော့မှအဲ့ဒီတန်လျာထဲမှာလဲနေတာပါ။ကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုတွေကောင်းတယ်။ဒါပေမဲ့ဘယ်သူမှမဝယ်ကြဘူး။အဲ့ဒါကဘာလဲဆိုတော့ marketing ပြဿနာပါ။ marketing ဘယ်လိုလုပ်ရမလဲမသိတာအဲ့ဒါလည်းဘယ်လုပ်ငန်းမဲ့စတင်စတင်အခက်အခဲတစ်ခုပါအဲ့တော့ကျွန်တော်တို့ကဒီပြဿနာကိုကြော်လာဖို့ဆိုလို့ရှိရင် marketing ကိုသိအောင်လုပ်ပါအဲ့တော့ Facebook ကနေဘယ်လိုကြော်ညာမလဲဘယ်လို sponsor တွေပြစ်မလဲဘယ် media ကိုသုံးပြီးတော့မှကိုပေးခြင်းတဲ့ message တွေကိုဘယ်သူတွေကိုရောက်အောင်ပေးမလဲဆိုတာကသိကိုရေးကြည့်ပါတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းဘာလုပ်ငန်းမဲ့လုပ်လို့အရင်ဆုံး marketing ကိုကျွန်တော်စဉ်းစားပါတယ်မားကတ်တင်းကိုရေလို့ကြော်ဖြတ်ပြီးတော့မှလုပ်ငန်းတွေစတင်ပါတယ် နံပါတ်3အခက်ခဲကတော့ဘာလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းက training center ကြီးလို့ဖြစ်နေတာဝန်ထမ်းကောင်းတယောက်ရလိုက်တင်ပေးလိုက်တက်သွားတဲ့ချိန်မှာထွက်သွားလိုက်နော်အာအမေနေမကောင်းလို့ပါဖေနေမကောင်းလို့ပါဆိုပြီးတော့မှကိုလုပ်ငန်းထွက်သွားတယ်ကိုရဲ့ပြိုင်ဘက်လုပ်ငန်းတွေမှာသူ့ကိုတွားပြီးတော့မှတွေ့တယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ HR မကြွန့်ကျင်တာ နော်ဝန်ထမ်းတွေကိုဘယ်လိုခေါ်ယူရမလဲဝန်ထမ်းတွေကိုဘယ်လိုထိန်းသိမ်းရမလဲဝန်ထမ်းတွေကိုဘယ်လို training တွေပေးရမလဲဆိုတာကိုမသိတာပါဒါကတော့ကျွန်တော်တို့လုပ်ငန်းတစ်ခုလုပ်ပြီဆိုလို့ရှိရင်ကြုံတွေ့ရတဲ့အခက်အခဲ၃ခုနဲ့ဖြည့်ရှင်းချက်တွေဖြစ်ပါတယ်ဒီဗီဒီယိုထဲကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်တဲ့လုပ်ငန်းရှင်တွေကအကျိုးရဆုံးတရားရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျိုးရဆုံးတရားရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲ comment မှာ yes လို့ရေးပေးပါဦးဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုညီလေးအောင်ပါမိင္ဂရှိသောနေ့လေးဖြစ်ပါစေ